ကဲဘောရောင်းမဲမင်္ဂလာပါဒီနေ့မှာကျွန်တော်ရှမ်းမြန်လီပွဲစဉ်တွေလာပြီနော်ရှမ်းမြန်လီပွဲစဉ်တွေကတရက်ကိုပြောပြောတစ်လဆိုရင်သူကတပတ်လောက်တော့ဝင်တာများတယ်ရှမ်းမြန်ယူရိုပါလီကွန်ဖရင့်လीဆိုတာတစ်လတစ်ချိန်လောက်တော့အမြဲတမ်းဝင်တယ်ဗလာသားတို့ပြီးရလာလဲဗလာသားတို့အမြင်ပဲဒီဟိုဝင်ပြီးတော့ထိုးစားလေးအကြိုက်တော့ပြောမယ်ဆိုလို့ရှိရင်အထက်ကြီးတော်တော်များများဇုံဘော်တွေပေးတာများတယ်အဲ့ဒါဒီနေ့အနေထားမျိုးပါရောဇလန်ရာကြည့်မယ်ဆိုရင်ဇုံဘော်တွေပေးနေတော့လာဆိုတော့အော်ဘီဂရက်ဒီအပတ်ကတော့ဒီဟိုဘယ်လိုပြောမလဲဆိုရင်ဘန်ယန်တို့ပြောမလဲဆိုရင်ဘာစီတို့ပြောဒီပေါ့ဒီလိုအသင်းတွေဆိုတာက ဒီအာဆင်နယ်တို့ရှယ်ဇီတို့ကြေးတွေပေးပြီးတော့အိုဘရိုပြောမယ်ဆိုလို့ရှိရင်ကြေးပေးတဲ့အတိုင်းနိုင်သွားတာဒီနေ့မှာကျွန်တော်ဘိုင်ယန်ဆိုလန်ဒီတိုင်းပဲကြေးတွေဒီနေ့မှာတော်တော်ကြီးကိုကြေးပြင်ပေးထားတယ်နောက်ပြတဲ့ဘာစီဇွန်နယ်တိုင်းပဲကြေးတွေတော်တော်ပြင်ပေးထားတယ်ဆိုတော့ဒီနေ့မှာပြန်ပြီးသူတို့အလက်ကြားရောက်ပြီလားဆိုတော့ဒီချက်တော့ပြန်ကြည့်မယ်ပြန်နော်ကြည့်တာဆိုလို့ရှိရင် အဲရှမလီဘောဇင်တွေကတော့ဇုံဘော်တွေပြတော့များတယ်ဘရာသာတို့နော်အကြိုက်တွေလို့ရှင်တော့ဟိုဘယ်လိုပြောမလဲဆိုလို့ရှင်ကစားဖို့ပြတော့အကြိုက်တွေလို့ရှင်တော့ဘရာသာတို့တချို့ညီကိုတွေဇုံဘောပဲလိုက်တာများတယ်ဒါပေမဲ့အမြဲတမ်းတော့ဇုံဘောတော့မပေးနိုင်လောက်ဘူးဒီရက်နောက်ပိုင်းဆိုရင်ပွဲစဉ်တွေပွဲကြံကြက်တက်လျောက်တို့ဘယ်လိုပြောမလဲဆိုလို့ရှင်အထက်ကြီးတွေကြာတာတော့များတယ်မြန်ဘရာသာတို့ပြီးကြတဲ့လပိုင်းတွေတော်တော်များများဇုံဘောတွေပြတော့များသွားပြနော်ကြည့်တော့ကျွန်တော်စမယ်ဘရာသာတို့ဘယ်ဘောဇင်စမယ်ဆိုရင်ဘိုင်ယန်နဲ့စပိုးရင်းဘောဇင်ကျွန်တော်စပြီးသုံးတော့ပေးမယ် ဘယံကလက်ရှိဒီပေါ့ဘယံမြင်းနဲ့ပြေးထားကြည်နှလုံး35နိုင်ကြီးကိုပေါင်းကြီး3လုံးအပြည့်ရှုံကြီးပြေးထားတယ်ဆိုတော့ဘယံကဒီလက်ရှိ body gym မှာဆိုတော့ကျွန်တော်ပြောနှလုံး90နိုင်ကြီးနှလုံး30နိုင်ကြီးတော့တကယ်တော့ပြောမယ်ဆိုရင်ဒါအသင်းနိုင်ကြီးတစ်နည်းလောက်ပဲရှိတဲ့အနေအထားမျိုးကိုပေါင်းကြီး3လုံးပြည့်ရှုံကြီးတကယ်တော့ body gym နိုင်မယ်ဆိုရင်ကိုပေါင်းကြီးကတစ်လုံးလောက်3 1လို့ရလဲမျိုးဆိုရင်ကိုပေါ့ကိုများနေပြီ3 1ရလဲမျိုးပေါ့မယ်ဆိုရင်ကိုပေါ့ကိုများနေဆိုတော့ body ရောကိုပေါင်းကြီးရောပဲကြီးကအဓိကဟိုထားလောက်လဲဆိုတော့တစ်ချက်လောက်ကျွန်တော်သုံးသပ်ပြကြည့်မယ် ဘယန်ကအစတော့ကျွန်တော်ပြောသလိုပဲနော်သူအာဆင်နယ်နဲ့ကစားလို့ပွဲစဉ်တော့ဆင်အာယူရဲ့သူ့ကြေးပေးတဲ့ level ပြန်ကားစီရှင်နဲ့အာယူကြေးပြန်ပေးတဲ့ဂိုးပေါင်းချင်းသုံးလုံးပလက်ဖောက်ပြီးတော့သူ့အနေနဲ့ပြောမှဆိုရင်3ပေါ့ဒီ3-1လို့ရလိုက်မြင်တယ်ဂိုးပေါ်ပြီး body ကြီးတော့ကျသွားတယ်။ဒါမှမဟုတ်အထက်ကြေးပေးတဲ့လေအာဆင်နယ်အနေနဲ့ဘယန်ကိုကြေးပေးတယ်ပေးရလေအောင်နာပဲဒီနေ့ရာစီမှာပြောမှဆိုရင်ဒီလိုမျိုးဟိုကြေးတွေပေးတယ်မြင်ရတာ ပြီးခဲ့တဲ့ရာသီဒီလိုမဟုတ်ဘူး brother တို့ဒီ Chelsea ဆိုတာဒီတိုင်းပဲဒီနေ့ရာသီမှာ Barca ကိုကြေးပေးတယ်ကြေးပေးတဲ့အတိုင်းသူကိုပြန်နဲ့နိုင်ခဲ့တယ်ကြည့်ဒါဆိုလို့ရှင် Bayern လက်ရှိအနေအထားမျိုးကသူပထမဒီနောက်ဆုံးဒီကစားတဲ့ပွဲစဉ်ရှင်မြန်လိမှာ Arsenal အသင်းမျိုးကိုတော့3-1လို့ရရလိမ့်မယ်နဲ့အားကြီးရဲ့ကြီးကြောချင်းခဏပြီးတော့ရှုံးနေထားရဲဆိုတော့ဒီနေ့အနေအထားမှာ goal ပေါင်းချင်းနဲ့ body ချင်းနဲ့ရှင်ကြည့်မယ်ဆိုရင် goal ပေါင်းဆက်ပြီးပေါ်ပေါ်နိုင်မှာမလား body မှာဆိုရင်နှလုံးတော့ပဲ Bayern မှန်းထားတယ် brother တို့နောက်နှလုံးပဲမှန်းထားတယ်ဆိုတော့ဒီနေ့မှာ Bayern အလွန်ဆုံးသွားမယ်ဆိုတော့ Bugi ရဲ့နှလုံးပြား30နိုင်ချီပြည့်တဲ့ကြောင့်ပြား30လောက်ပဲ ဒီရင်းထားတဲ့သဘောမျိုးကျွန်တော်ယူဆတယ်။ဒါဆိုရင် Sporting ကျွန်တော်ပြန်ကြည့်မယ်။ Sporting လည်းနောက်ဆုံးသူရှင်မြန်သားတဲ့ Club Brugge နဲ့ပွဲစဉ်တော့ဒီတိုင်းပဲတစ်လုံးတည်ကြီးကိုပေါင်းကြီးတစ်လုံးတည်ကြီးကြီးပြီးပြီးတော့3-0လို့ရတယ်မြန်နဲ့သူဘောကြီးပဲနိုင်ခဲ့တယ်ကိုပေါင်းကြီးတေလောက်ပဲကြာခဲ့တယ်ဆိုတော့ လောလတ်အနေထားကြည့်မယ်ဆိုရင် subordinate key ရဲ့အတင်းတော့မဟုတ်ဘူးသူ champion league ကစားတဲ့ပွဲစဉ်တိုင်းကိုပြန်ကြည့်မယ်ဆိုရင်လက်ရှိ lower team မှာနောက်ဆုံးကစားတဲ့ပွဲစဉ်မှာဆိုရင်၃ပွဲစလိုက် Napoli ကစားတဲ့ပွဲစဉ်တစ်ပွဲလောက်ပဲ2-1ရလရလမျိုးနဲ့ရှုံးတာပဲရှိရဲ့ brother တို့ဒီရက်နောက်ပိုင်းကစားတဲ့ပွဲစဉ်၃ပွဲစလိုက်ရှင်မြလိမှာ၃ပွဲလုံးစလိုက်နိုင်ခဲ့လာဆိုတော့ဘန်ယန်နေနဲ့တိတ်မလဲလောက်ကိုကျွန်တော်ယူဆတယ်အကြမ်း ဘာရန်တကယ်လို့ဒီနိုင်ခဲ့မယ်ဆိုရင်တောင်မနဲ့ဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒါအသင်းနိုင်လောက်ပဲကျွန်တော်ယူဆတယ်ဘယ်လိုမျိုးလဲဆိုရင်နှလုံး90နဲ့နှလုံး30နိုင်ချင်းကြည့်ပြတဲ့အတွက်ကြောင့်အလုံးစုံဘာရန်နိုင်အင်ငွေလန်းအင်ငွေဖြစ်တဲ့တကယ်လို့နိုင်ခဲ့မယ်ဆိုတော့နှလုံးလောက်နဲ့ပဲကျွန်တော်အဆုံးသက်လောက်မယ်လို့ကျွန်တော်ယူဆတယ်နောက်တစ်ခုကျွန်တော်ပြောချင်တာကဒီ supporting ကလည်းလက်ရှိကစားတဲ့ပွဲစဉ်တိုင်းမှာဆိုရင်နောက်ဆုံး၃ပွဲစလိုက်ရှုံးမမရှိကြေးတွေအောင်ခဲ့တာဆိုတော့ဟိုဘယ်လိုပြောမလဲဆိုရင်လက်ရှိ၉ပေါင်းချင်းသလုံးပြည့်ရှုံးနေတဲ့ဘရာသာတို့အမြင်ရောတစ်ချက်လောက်အမှတ်မိကုန်ကျွန်တော်ထင်ပြောမှာဆိုရင်ဘိုင်ယန်ကြေးတင်းတင်းတော့ပေးနေရဲ့ဘရာသာတို့ balance ဆိုတော့ အာယူနဲ့ကစားတဲ့ပုံစံတော့ဒီတိုင်းပဲအာယူနိုင်တဲ့ထင်လို့ဘိုင်ယန်ကြည့်ပြီးအာယူနိုင်သွားတယ်ဆိုတော့ဒီနေ့မှာဘိုင်ယန်တူပလက်ဖောက်တဲ့အနေအထားမျိုးကဘိုင်ယန်နိုင်မယ်ဆိုတော့ကတ်နိုင်မယ်အနေအထားမျိုးကျွန်တော်ယူဆတယ်ဒီပွဲစဉ်ကဟိုဘယ်လိုပြမလဲဆိုရင်ဒီပေါ့ဘော်ဒီနဲ့ကိုပေါင်းနဲ့ရှင်ကြည့်မယ်ဆိုတော့ဘော်ဒီလောက်ပဲကျွန်တော်ကောင်းမှတ်တင်တယ်ဘာလို့လဲဆိုတော့နှလုံးလောက်တော့ကျွန်တော်တို့ပြားစားအောင်မယ်ကျွန်တော်ယူဆတယ်ကိုပေါင်းကျွန်တော်မကြိုက်ဘူးဘာလို့မကြိုက်ဘူးလဲဆိုတော့ဘိုင်ယန်လက်ရှိဒီချန်ပီယံလိမှာဖြတ်သန်းတဲ့ပွဲစဉ်တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ကိုပေါင်းကြီးအာယူနဲ့ကစားတဲ့ပွဲစဉ်တွေတိုင်းမဲ့ကိုပေါင်းကြီးသုံးလုံးပလက်ဖောက်တယ် သူ့အနေနဲ့ဒီ3ဘောင်းလေးရမယ်တော့ဂိုးပေါ်တယ်ဒီ PSG နဲ့ကစားတဲ့ပွဲဆိုတော့ဒီတိုင်းပဲကိုပေါင်းကြီး3လုံး20ချုံ30လောက်ကြေးဖောက်တယ်1 2လောက်ရလိုက်မယ်လို့ဆိုတော့ကိုပေါင်းကြီးတီးတားကြီးဒီကိုပေါင်းကြတဲ့အနေအထားမျိုးတွေမရှိခဲ့ဘူးသူ Club Brugge နဲ့တိုင်းပဲ4စီလို့ရလိုက်မယ်နဲ့ကိုပေါက်ခဲ့တယ်နောက်ဒီ Parfol လို့အသိမျိုးလို့ဒီတိုင်းပဲ1 5လို့ရလိုက်မယ်လို့ကိုပေါက်ခဲ့တာဆိုတော့ပယံကစားတဲ့ပွဲစဉ်ပတိုင်းကကိုပေါင်းကြီးကြတယ်ဆိုတော့လုံးလုံး Rather တီးတားကြတော့မရှိသေးဘူးကိုပေါက်တာတွေကများနေတယ် เนาะတကယ်တမ်း तू ကြာနောက်ဆုံးအဆင့်ကြာခဲ့မယ်ဆိုတော့သုံးလုံးပိုင်းသားပြပြီးတော့အနည်းဆုံးသုံးလုံးလောက်တော့ तू အရတော့တွင်းနိုင်ခဲ့တယ်ဒါကြောင့်မို့လက်ရှိလောဆယ်မှာပယံ၉ပေါင်းအောင်လာတယ်မြန်နေကျွန်တော်ဒီနေ့မှာတော့ body နဲ့ပဲကျွန်တော်သုံးသပ်ပေးခြင်းနဲ့ဘိုင်ယံ body ကောင်းလောက်မှာကျွန်တော်ယူဆပါတယ်ဗျအနည်းဆုံးနှလုံးလောက်တော့ဘိုင်ယံအနေနဲ့ပြတ်လောက်မှာတော့ယူဆတယ်ပြား30လောက်တော့ brother စားလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ဗျနော်ခေတ်ဆန်းကျွန်တော်ဘိုင်ယံ body ပဲကျွန်တော်ကြိုက်တယ်ဗျနောက်တစ်ပွဲနောက်တစ်ပွဲကကျွန်တော်ဒီပေါ့ internet liverpool ပွဲစဉ် လီဗာပူးကတော့ဘရာသာတို့အမြင်မဲ့လက်ရှိအနေထားကပရီးမီးယားလိမှာဆိုတော့ပရီးမီးယားလိမှာအလျောက်ပြောမယ်ဆိုလို့ရှိရင်ဒါဘုတ်ပြီးဟုတ်ပြီးတဲ့နေ့ရာသီတုန်းကတော့မန်စီးပေါ့ဗျာနော်မန်စီးဒီနေ့ရာသီမှာတော့လီဗာပူးလားလီဗာပူးပေါ့ဗျာဘာလို့ဆိုတော့ဟိုတနေ့ပြီးတနေ့တသိမ့်မို့တသိမ့်ရတော့ဘယ်လိုပြောမလဲဆိုလို့ရှိရင်ဒီပေါ့အာဒီရှေ့စန်းလေးတွေရှင်မှုတွေကတော့အများနဲ့ကြုံနေရတယ်မန်စီးဆိုပြီးကြတဲ့နေ့ရာသီတော့မန်စီးရှေ့စန်းလေးတော်တော်လေးကိုကြာဆင်းနေတယ်ဒီနေ့ရာသီမှာပုံမှန်အတိုင်းလေးပြန်ပြီးတော့လက်ပတ်နိုင်လက်ပြန်ပြီးတော့ကန်လာနိုင်တဲ့အနေအထားမျိုးရှိတယ် ဒီနေ့ရာသီမှာလီဗာပူးအနေနဲ့ပြီးခဲ့တဲ့ရာသီဖလားတာရယူခဲ့ပြီးတော့နိပြအနေနဲ့ဆိုတော့ဒီနေ့ရာသီမှာတော့တော်တော်ကြီးရလက်ဆိုးရတဲ့အနေအထားမျိုးဖြစ်နေတဲ့ကဲလီဗာပူးလက်ရှိအင်တာပေးတဲ့ level ပြား85ပြားရှုံးကြီးဆိုတော့ကျင်းနေရကြည့်မယ်ဆိုလို့ကျွန်တော်အပြည့်ရှုံးနိဗာကိုဖြစ်နေပါပြီဗျာနော်တလုံးဒီ level ကြမယ်ဆိုတော့အင်တာအနေနဲ့ level ဟိုကြီးအပြည့်ရှုံးတဲ့သဘောမျိုးဖြစ်နေတော့ပြီဂိုးပေါင်းကြီး330တန်းကြီးဆိုတော့ပေါ်ဒီဂျင်းကဘောင်ကြီးရှင်ကြီးမယ်ဆိုလို့ကျွန်တော်လီဗာပူးဘက်ကဂိုးပြန်ရနိုင်ခြင်းရှိတယ်ဘာလို့အခုလိုပြောလဲဆိုလို့ချင်းအင်တာ level အပြည့်ရှုံးကြီးနိဗာလောက်ဖောက်ပြီးတော့လီဗာပူးလိုသင်းမျိုးကိုဘရာသာလိုသုံးလုံးမပြတ်နိုင်ဘူး ဘာလို့လဲဆိုတော့ဒီ NBA ကြီးကလည်းနိုင်အောင်ကတ်နိုင်မဲ့အနေအထားမျိုးကိုပေါင်းချင်း3လုံး30နိုင်ချင်း3လုံး30နိုင်ချင်းလစ်ပါဘူးဘက်ကကိုပါမျှော်လင့်လို့ရတဲ့အနေအထားမျိုးဒါဆိုရင် Inter ကိုကျွန်တော်ပြန်ကြည့်မယ် Inter နောက်ဆုံးဖြစ်သားခဲ့တဲ့ပွဲစဉ်တော့ဆိုလို့ရှိရင် Inter ပဲပွဲနဲ့ဆုံးဆိုရင်နောက်ဆုံး Champions League ကစားတဲ့ပွဲစဉ် Etiquette ကစားတဲ့ပွဲစဉ်တော့ဒီတိုင်းပဲ Etiquette ကြီးပေးခဲ့တာ Etiquette level ပြန်ကားတဲ့ရှုံကြီးကြီးခဲ့ပြီးတော့2-1လို့ရတယ်မယ် Inter အနေနဲ့ရှုံးနေခဲ့တာဒီနေ့မှာအဲ့တော့ Inter ကိုပေါင်းချင်း3လုံးပြည့်ရှုံနေပဲဖောက်တယ်ဒီနေ့မှာ3လုံးပလက်နိုင်ချင်းဆိုတော့4လုံးရှုမှကျွန်တော်အပြည့်စားမယ်အနေအထားမျိုးဒါဆိုရင် လီဗာပူးဘက်ကကျွန်တော်တို့ကိုမျောလင်းလို့ရတဲ့အနေအထားမျိုးဖြစ်နေပြီအင်တာနေနဲ့ level ပြ80ရှင်းတော့ကြည့်ပြီလီဗာပူးလိုတင်းမျိုးကို goal ပေါ်နိုင်တဲ့ဆွမ်းဆောင်ရင်တော့4-0တော့မပြတ်နိုင်ဘူးကျွန်တော်ယူဆတယ်လီဗာပူးက goal ကတော့မဖြစ်မနေကျွန်တော်တို့မျောလင်းလို့ရတဲ့အနေအထားမျိုးဒါဆိုရင်လီဗာပူးကျွန်တော် ပြန်ကြည့်မယ်လီဗာပူးနောက်ဆုံးဒီချန်ပီယံလိမှာကစားကြတာသူ PSV နဲ့ကစားတဲ့ပွဲစဉ်တော့ PSV နဲ့ပဲသူဖြတ်တန်းခဲ့တာ PSV နဲ့ကစားတဲ့ပွဲစဉ်တော့ချန်ပီယံပေးခဲ့တယ် ဘော်ဒီမှာဆိုရင်နှလုံး50နံကြီးပြေးတယ်ဂိုးပေါင်းကြီးမှာဆိုရင်အဲ့တော့ကပွဲလာကနေအချိန်မှာဆိုရင်လေးလုံး50နံကြီးကြောင်ကြီးတက်သွားတယ်အဲ့တော့ကျွန်တော်ကိုယ်တိုင်ဒီပွဲဆိုရင်ဂိုးပေါ်ပြီးရွေးချက်ပေးကြတာဂိုးပေါင်းကြီးပြင်ပြင်းတဲ့လေဘာဘူးနေနဲ့အောင်းနေရှိရဆိုရင်အဲ့နေရဆိုရင် PSP က14ရရတယ်လေဘာဘူးအဝေးပြန်ပြီးတော့တကြနိုင်သွားတယ်ကိုပြက်နဲ့နိုင်သွားတယ်ဆိုတော့လောလပိုင်းရကြည့်မယ်ဆိုရင်လပဘူးအနေနဲ့ဒီရလပိုင်းရကြည့်မယ်ဆိုရင်ပရိမယာလေးမှာလည်းပရိမယာပရိမယာလေးမှာအလျောက်ရှံမြန်လေးမှာဆိုရင်ရှံမြန်လေးမှာအလျောက် ပြန်မတဲ့ကိုသူ့အနေနဲ့ဟိုရှုံးတဲ့ပွဲစဉ်လက်ရှိမှာဆက်တော့ဆက်နေဒါပေမဲ့ရှုံးတဲ့ပွဲစဉ်တိုင်းလည်းပြန်မတဲ့ကိုဂိုးပြန်ရပြီးမှရှုံးတဲ့အနေထားမျိုးတွေနော်တစ်ဖက်သက်ပဲသူ့အနေနဲ့ဒီဂိုးမရရှိခဲ့တဲ့သူ့နဲ့ပွဲစဉ်ဆိုခုနောက်ပိုင်းဆိုခက်ရှားရှားဘာလို့လဲဆိုတော့လက်ရှိလောအစမှာပရီးမီးယားလိမှာလည်းပြားတော့အမြင်ပဲနော်ဒီဒီဆန်နလာ1-1နဲ့တေးကြတယ်ကြေးကြတယ်လီယူနိုက်တက်ကို3-3ရရလိမ့်မယ်နော်ကိုတွေဥဆောင်ကိုရပြီးတော့တေးကြတယ်ဆိုတော့ကြေးတာကြနေအသင်းအနေနဲ့လက်ရှိလောအစမှာနောက်ဆုံး3ပွဲစတိုက်ပရီးမီးယားလိမှာက နှစ်ဘွဲ့တည်းတဘွဲ့နဲ့ရလက်နဲ့ဒီရလက်ပိုင်းရပြန်ပြီးတော့ဟိုဒီဘောရှေ့စန်းပိုင်းရပြန်ပြီးတော့ကောင်းမွန်တိဆောက်နေရတဲ့အတွက်ကြောင့်လက်ရှိလောလောဆယ်လစ်ဗာပူးဂိုးပြန်ရနိုင်ချေရှိဖို့တော့များတယ်ဘာလို့လဲဆိုတော့နောက်ဆုံးကစားတဲ့ပွဲစဉ်ရှင်ပြန်လေးအပဝင်၄ဘွဲ့ရတယ်၄ဘွဲ့လုံးပြိုင်မဲ့အတွင်းကိုဂိုးပြန်ရတဲ့အနေအထားမျိုးရှိရဆိုဒီလစ်ဗာပူးမဖြစ်မနေဂိုးပြန်ရနိုင်တယ်ဒါဆိုရင်ဂိုးပေါင်းပေါ်နိုင်လောက်လားအဲ့ဒါပဲကျွန်တော်ကြည့်မယ်ဘာလို့လဲဆိုတော့ င်တာကဒီအင်တာကဘယ်လိုပြောလဲဆိုလို့ရှိရင်အတ္တဒီအေဒီကိုနဲ့ကစားတဲ့ပွဲစဉ်တော့အေဒီကိုကြေးပေးပြီးတော့သူရှုံးနေခဲ့တာဒီနေ့မှသူကကြေးပေးတယ်ဆိုတော့ကျွန်တော်ထင်ပြောမယ်ဆိုဒီနေ့ပွဲစဉ်ကအင်တာအနေနဲ့မနိုင်တော့မဟုတ်ဒီနေ့ပေးတဲ့ဇီဒန်ဇီဒန်ရကြည့်မယ်ဆိုနိုင်တော့နိုင်နိုင်ချင်များတယ်ဒါပေမဲ့သုံးလုံးသုံးဆန်နိုင်ချင်ဖောက်တဲ့အနေအထားမျိုးလီဗာပူးကဂိုးပါမျောလင်းလို့ရတယ်နော်ဘရာသာတို့လီဗာပူးဂိုးပါမျောလင်းလို့ရတယ်ကြောင့်ဒီနေ့ပွဲစဉ်ကဂိုးဖို့ရန်ကုန်များလောက်တယ်အင်နာလက်ရှိပေးတဲ့ဘော်ဒီကြီးမကောင်းဘူးကောင်းတယ်လေဗယ်80ရှုံးကြတကယ်ကြည့်မယ်ဆိုရင်လေဗယ်ပြည့်ရှုံးခြင်းနီနီပါးကိုဖြစ်နေပြီ ။နော်တင်ရကြမှာဆိုတော့သူကြီးလုံးလုံးအပြည့်ရှုံးနှီးပါးကိုဖြစ်နေတဲ့ကြောင့်အင်တာအနေနဲ့မဖြစ်မနေကိုကတော့ဒီနေ့မှာလီဗာပူးလိုတင်မျိုးကိုမရနိုင်ကြအကြောင်းပြီးလုံးလုံးရနိုင်ခြင်းရှိတယ်။ဘာလို့လဲဆိုတော့လီဗာပူးလိုရှိလောလောဆယ်ဘရာသာအမြင်မဲ့ပွဲစဉ်ပလန်သူကိုမပြရတဲ့ပွဲစဉ်ဆိုတာမရှိဘူး။ဒါကြောင့်မို့အင်တာကိုရမယ်ဆိုရင်လီဗာပူးလည်းဒီနေ့မှာကိုပြန်ရနိုင်ခြင်းရှိတယ်။သုံးလုံး30နိုင်ကြီးဂိုးပေါင်းကြီးကလေလုံးရှုမှအပြစ်စားမဲ့ဂျင်းမျိုးကလီဗာပူးအနေနဲ့ဒီလိုဂျင်းမျိုးဖောက်တာကကိုပြန်ပြီးတော့ရနိုင်ခြင်းများပါတယ်ဗျာနော်ဒီပွဲစဉ်တွေကတော့ကျွန်တော်ကြိုက်တူမယ်ဆိုရင်ဂိုးဘောပဲကျွန်တော်အကြံပြုပါတယ်ဗျာလီဗာပူးကတော့ဂိုးဘောပဲကောင်းလာမယ်ကျွန်တော်ယူဆတယ် အင်းနာကလက်ရှိပေးတဲ့ level 80ရှုံးကြီးကလဘောက်လက်ရှိအစီအစဉ်လည်းပြောမယ်ဆိုလို့ရှိရင်ကြနေရအနေထားမနဲ့ရှင်းကြည့်မယ်ဆိုရင်ပြောလို့မရဘူး brother တော့เนาะ932တို့ပြောမယ်ဆိုလို့ရှိရင်ဒီ21လို့တစ်ဖောက်တော့တွားတော့တွားနိုင်ရင်ရှိတယ်21တွားမလားတတိတကယ်လို့ inner နိုင်မယ်ဆိုရင်ပြောတော့ပြန်เนาะလက်ရှိပေးတဲ့ inner ကြက်တဲ့တကယ်နိုင်ကြီးဖြစ်ပါလေဗျာเนาะ21တွားမလားဒါမှမဟုတ်32တွားမလားဒီလိုရလက်တော့တွားနိုင်ကြီးတော့များတယ်ဒါပေမဲ့ပြောလို့မရအောင်တေးလက်ကြရအောင်ကြာသွားနိုင်တယ်လဘောက်အနေနဲ့ လက်ရှိနောက်ဆုံးနှစ်ပွဲဆိုင်ဆန္ဒလန်တို့လီးယူနိုက်တက်တို့တို့တေအကြကန်နိုင်တဲ့အတွက်ကြောင့်ဒီနေ့မှပြောလို့လို့မရအောင်မနိုင်တော့ဘူးဆိုရင်တော့သူ့အနေနဲ့တေတော့ပြန်ပြီးတော့ဒီခံနိုင်လောက်မယ်လို့ကျွန်တော်ယူဆပါတယ်ဗျာနော်ဂိုးဘောပဲကောင်းပါတယ်ဗျာနော်ဘုံနဲ့ဆိုင်ဂိုးဘောပို့စိတ်ရှာပါတယ်ဗျာကြတဲ့ဆိုကျွန်တော်နောက်ဆုံးပွဲစဉ်သွားမယ်နောက်ဆုံးပွဲစဉ်ကရှယ်ဇီအဲရှယ်ဇီနဲ့အဒလနာပွဲစဉ်သွားမယ်ရှယ်ဇီကကျွန်တော်ဆောင်းနာပြောခဲ့သလိုပဲ ဒီပြီးခဲ့တဲ့ဒီလာတဲ့ဆိုလို့ချင်းသူကဘာစီကိုသူကတိုင်းခြေပြေးခဲ့တာเนาะ level ပြား90ရှုံနီးပါးလောက်ခြေပြေးခဲ့ပြီးတော့သူကတိုင်းပြောမယ်ဆိုရင်ဂိုးပြက်နဲ့ဘာစီလိုသူမျိုးကိုနိုင်ခဲ့တာဒါကြောင့်မို့လက်ရှိလောဆရာကြည့်မယ်ဆိုရင်ရှယ်စီအနေနဲ့ဒီလက်ရှိခြေလိုက်ရကြည့်မယ်ဆိုရင်ဒီတိုင်းပဲအဲ့ဒါနောက် level ပြား90ရှုံမဲ့ခြေပြေးတယ်ဆိုတော့ဂိုးပေါင်းချင်းကြည့်မယ်ဂိုးပေါင်းချင်းသုံးလုံး90နာရီချင်းဆိုတော့ကျွန်တော်ထင်ပြောမယ်ဆိုလို့ရှိရင်ရှယ်စီဟိုဖြတ်တန်းခဲ့တဲ့ပွဲစဉ်တိုင်းကိုပြန်ကြည့်မယ်ဆိုရင်ရှံပြန်လေးကိုကျွန်တော်ပြန်ကြည့်တာเนาะ သူကလာဘက်ကိုတူးတူးသေးကြတယ်နောက်ပြီးတော့ဒီအေဂျက်ကိုဖိုင်ဝမ်းနဲ့နိုင်ခဲ့တယ်ဆိုလက်ရှိလောဆယ်မှာရှယ်စီအနေနဲ့ဒီပေါ့ချန်ပီယံလိမှာဆိုရင်သူဘိုင်ယန်နဲ့ကစားတဲ့ပွဲစဉ်တစ်ပွဲလောက်ပဲဟိုရှုံးနေတာပဲရှိတယ်အဲ့တော့အစဉ်ဘိုင်ယန်ကရှယ်စီကိုတလုံး90နိုင်ချင်ပြီးသူတူးဝမ်းနဲ့နိုင်သွားခဲ့တာဆိုတော့ဒီကဘိုင်ယန်နဲ့ကစားပြီးနောက်ပိုင်းမှာဆိုဘီမီကာဝမ်စီနဲ့နိုင်တယ်ပြောမှဆိုအေဂျက်ကိုဖိုင်ဝမ်းနဲ့နိုင်တယ်ကွာဘောက်ကတော့တူတူလို့ရတယ်မလားတေးဟိုကြပြီးတော့ကြီးတော့ကြရတယ်ပြရလက်ပိုင်းကကြည့်မယ်ဆိုရင်မကောင်းမို့ကောင်းတယ်သူဘာစင်နာကစားတဲ့ပွဲဆိုတာဒီတိုင်းပဲ 9နဲ့ဟို9နဲ့ဂျင်မျိုးပေးပြီးတော့9သွားတာဆိုတော့ရှယ်စီအနေနဲ့ဒီနေ့နေထိုင်မှု level ပြန်90ချုံကျတကယ်တမ်းကြည့်မယ်ဆိုလို့ရှင်တစ်ဖက်သင်းအတ္တလန္တာကဟိုဘယ်လိုပြောမလဲဆိုလို့ရှင်ဟိုရက်လက်နဲ့ပြန်ရှင်ကြည့်မယ်ဆိုရင်အတ္တလန္တာလည်းမကောင်းဘူးလို့ကောင်းတယ်ဒါပေမဲ့ရှယ်စီလက်ရှိ level ပြန်90ချုံကျကျွန်တော်ထိုးစားတဲ့အကြိုက်ဂျင်းန်းလောက်ပဲပူကီတွေထိုးပေးရလို့ပဲကျွန်တော်ယူဆတယ်ဘာလို့လဲဆိုတော့တကယ်တမ်းရွေးရှင်မယ်ဆိုရင်အတ္တလန္တာလည်းရွေးရှင်မယ်ဆိုရင်ရွေးချက်လို့ကောင်းတယ်ဘာလို့ခုလိုပြောလဲဆိုရင်အဲ့ဒါကလက်ရှိကစားတဲ့ပွဲစဉ်တိုင်းဆိုဒီတိုင်းပဲအက်လန်နာဆိုရင် PSG နဲ့ကစားတဲ့ပွဲစဉ်တစ်ပွဲလောက်ပဲသူအနေနဲ့ရှယ်မြလီမှာဆိုရင် 4D နဲ့ ဒီချန်ပီယံလိရာသီအဖွင့်ပွဲမှာရှုံးနေတာပဲရှိတယ်ဒီရနာမည်ကစားတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တရည်နဲ့အနိုင်ကြီးပဲများရဲဆိုတော့တကယ်တမ်းရလပိုင်ရကြည့်မယ်ဆိုရင်ရှယ်သီးကအတူလောက်သွားတယ်ရှယ်သီးလည်းဘိုင်ယန်လိုတင်းမျိုးတင်းလောက်ပဲသူရှုံးနေတာပဲရှိတယ်ကျန်တဲ့တင်းဆိုရင်တရည်နဲ့အနိုင်လောက်ပဲသူကန်နိုင်ရတဲ့ကြောင့်ရလပိုင်ရတကယ်ကြည့်မယ်ဆိုရင်နှစ်တင်းတစ်ပတ်လုံးဟိုတကယ်တမ်းရှည်သားရညီတော့ပခုံးချင်းရှင်လို့ရဆိုတဲ့သဘောမျိုးပဲဗျာနော်ကဲဒါဆိုလို့ရှိရင်ဂိုးပေါင်းကြည့်မယ်ဂိုးပေါင်းက360နန်းကြီးဆိုတော့ဟုတ်ပါမလား ဟုတ်ပါမလားဆိုတော့ဘာလို့လဲဆိုတော့ Chelsea နောက်ဆုံးဒီ Barcelona ကစားတဲ့ပွဲတွင်တော့ body level ပြန်90ရှုံးကြီးဖောက်တယ်။ကိုပေါင်းကြီး3လုံးဒီ80ရှုံး80ကျော်လောက်ကြီးဖောက်တယ်။3ဒီနဲ့ပဲပြီးသွားတယ်။ Barcelona ကိုမရရှိကိုကိုပေါင်းအောက်သွားတယ်ဆိုတော့ဒီနေ့ကိုပေါင်းကြီး3လုံး90နိုင်ကြီးက Chelsea အနေနဲ့တကယ်တမ်းဟိုဖောက်တဲ့ကြီးကတော့နိုင်ကြီးမဖြစ်နိုင်ဘူးဘလားဆိုတော့တကယ်တမ်းကံမဲ့ဆိုရင်တော့မနဲ့ကပ်ပြီးနိုင်မဲ့အနေထားမျိုးပဲကျွန်တော်ယူဆတယ်။နောက်တစ်ခုပြောကျွန်တော်ပြောချင်တာက Atlanta ဒီနေ့ပေးတဲ့အတ္တန္တာလည်းသူဒီတိုင်းပဲနော်သူနောက်ဆုံးဖြစ်သန်းခဲ့တဲ့ပွဲစဉ်တော့ကိုပေါင်းကြီးသုံးလုံးတည်ကြည့်သူအဒီကုနာကစားတဲ့ပွဲစဉ်တော့ဆိုလို့ရှိရင်အတ္တန္တာနဲ့ဖောက်ခဲ့တယ်အာ sorry နောက်ဆုံးဒီအတ္တန္တာကစားတဲ့ friend ဘက်ကစားတဲ့ပွဲစဉ်တော့ဆိုလို့ရှိရင်ကိုပေါင်းကြီး level ပြောင်းသွားကြီးကိုပေါင်းကြီးသုံးလုံးတည်ကြည့်ဖောက်ပြီးတော့သူ့နဲ့ Z3 တို့ရတဲ့မနေ့ friend ဘက်ကိုနိုင်ခဲ့တာဆိုတော့လက်ရှိမှာရှယ်ဇီလည်းကိုပေါင်းကြီးသူဒီနောက်ဆုံးပါစီနာကစားတဲ့ပွဲစဉ်နဲ့ရှင်းကြည့်မယ်ဆိုရင်ကိုပေါင်းကြီးလုံးလုံးရှာထားတယ်အတ္တန္တာဒီတိုင်းပဲနောက်ဆုံး friend ဘက်ကစားတဲ့ပွဲစဉ်တော့ ပွဲစဉ်နဲ့ဂိုးပေါင်းကြီးရှင်ကြီးမြန်ဆိုဒီမှာဂိုးပေါင်းကြီးသုံးလုံးပလက်ပေါက်တာဆိုတော့ခြေတန်းရရှထားလို့ကျွန်တော်ယူဆတယ်ဒါကြောင့်မို့ရှယ်ဇီးနိုင်လည်းကတ်နိုင်မဲ့အနေအထားမျိုးဖရမ်မနိုင်လည်းကတ်နိုင်မဲ့အနေအထားမျိုးဒါပေမဲ့အော် sorry ရှယ်ဇီးနိုင်လည်းကတ်နိုင်မဲ့အနေအထားမျိုးအက်ဒလာနိုင်လည်းကတ်နိုင်မဲ့အနေအထားမျိုးကျွန်တော်ဒီမှာကျွန်တော်ယူဆတယ်ဘာလို့လဲဆိုတော့ရှယ်ဇီးရဲ့နိုင်ကြီးလက်ရှိလောဆယ်မှာဖောက်တာမရှိဘူးဆုံးပေါ်ကြာရညကိုတရားတော့ဘာလို့မဆိုထိုးပြော်တာပဲဗျာနော်ရှယ်ဒီပဲထိုးပြော်တာပေါ့လေဗယ်ကြမယ်ဆိုရင်တော့မနဲ့ပြန်ငါးစလောက်ပဲကိုလိုရင်းရတဲ့အနေထားမျိုးဆိုတော့ထိုးပြော်တာပေါ့ဘာလို့လဲဆိုတော့ရှယ်ဒီကနောက်ဆုံးဘာစီလိုတင်းမျိုးကိုဒီလိုကြီးပေးပြီးတော့နိုင်ခဲ့တာဆိုတော့ဗျာ အမှဂိုးပေါင်းကြည့်တော့ကျွန်တော်အနေနဲ့တန်လျာတော့ဖြစ်တယ်။သုံးလုံးမိုင်းနာသုံးလုံးတည်ကြည့်ပြီးတဲ့အနေထားမျိုးနှစ်သိန်းအနေထားမျိုးကနေဒီနေ့အနေထားမျိုးမှာသုံးလုံးပလက်ဖောက်တယ်ဆိုတော့ဒီဘွဲစင်ကတခုခုတော့တခုခုပဲဘော်ဒီဂျေလင်ပြောဂိုးပေါင်းကြီးများပေးမလားတော့ကျွန်တော်မသိဘူးဘော်ဒီဂျေဘယ်လိုမျိုးလဲဆိုရင်ဥပမာဟိုရှယ်ဒီဘော်ဒီဂျေကိုပြောမဆိုရင်ဆဲခေါ်ပြီးဂိုးပေါင်းကြီးဂိုးများဆက်ပြီးပေါ့မလားမသိဘူးအဲ့လိုပုံမျိုးနော်ကျွန်တော်ကတော့ဟိုအကြိုက်တူမဲ့ဆိုရင်တော့ရှယ်ဒီလက်ရှိပေးတဲ့ဈေးတန်းကတကယ်တမ်းကြည့်မဲ့ဆိုရင်ထိုးစားတွေနေပြောင်းပေးတဲ့ကြေးလို့ပဲကျွန်တော်ယူဆတယ်တကယ်တမ်း ဟိုအတ္တလန္တာလည်းမကောင်းဘူးကောင်းပါလေဒါပေမဲ့ရက်လက်ပံရကြည့်မယ်ဆိုတော့လက်ရှိနေတာနှစ်သင်းတစ်ဖက်လုံးပခုံးချင်းရှင်းလုံးရတဲ့နေရာမျိုးရှိရတဲ့ကြောင့်ယူမဲ့ကျွန်တော်အတ္တလန္တာပဲကျွန်တော်ကြိုက်ပါလေဗျာနော်ရှယ်စီအနေနဲ့ဘာစီလည်းဒီလိုကြေးဖောက်တယ်လက်ရှိအတ္တလန္တာလည်းဒီလိုကြေးဖောက်တယ်ဆိုတော့နှစ်ပွဲစလိုက်တော့ပြား90နိုင်ကြီးရှုပြား90ရှုံကြီးဖောက်ဖောက်ပြီးတော့နှစ်ပွဲစလိုက်တော့ကျွန်တော်ကိုပြက်နဲ့မနိုင်လောက်ဘူးကျွန်တော်ယူစားတယ်ရှယ်စီကိုရရင်အနည်းဆုံးအတ္တလန္တာကိုရရနိုင်ပါလေဗျာနော်ကျွန်တော်တော့အတ္တလန္တာပို့ကြိုက်ပါလေဗျာနော်ဆုံးပွဲစဉ်လေးက အကြာဆိုလို့ချင်းကျွန်တော်ဒီမှာစုစုပေါင်းကျွန်တော်၃မှ၃သပ်ပေးခဲ့ဘရသာလို့ဘရသာလို့ချန်ပီယံလီဂ်ပွဲစဉ်တွေကစုံမပွေးတဲ့ပွဲစဉ်ရှိတယ်လို့တတိယတွေကျွန်တော်ထားပြီးကစားစစ်ချင်းနဲ့ပြီးခဲ့တဲ့အပတ်တွေတုန်းကဆိုချန်ပီယံလီဂ်ပွဲစဉ်တော်တော်များများကထိုးစားတဲ့ကျွန်တော်တို့အကြိုက်သူစုံမတွေပေးတာတွေများသွားတယ်ဆိုတော့ဒီနေ့ဒီအပတ်တွေမှာဟိုဘယ်လိုပြောမလဲဆိုရင်စုံမပေးချင်မှလည်းပေးနိုင်မယ်ဘာလို့လဲဆိုတော့အသင်းကြီးတိုင်းလည်း ဟိုကြေးပြတဲ့အတိုင်းလဲနိုင်တာလဲမှုန်ဘူးနော်ပလာဇာတို့တချို့ပွဲစဉ်တွေဆိုလို့ရှိရင်ဒီဘက်မနိုင်တော့နောက်ဘက်တော့နိုင်တာတော့များတယ်ဒါပေမဲ့ပြီးခဲ့တဲ့အပတ်တွေအပတ်တွေတော့အထက်အသင်းတွေတော်တော်များများကြေးတွေပြေးခဲ့တာများတဲ့အတွက်ကြောင့်ဒီနေ့ဒီအပတ်မှာတော့3တပ်ပြကျွန်တော်ကစားစီချင်ပါလေဗျာနော်နောက်တစ်ခုပြောချင်တာကဘရသောအနေနဲ့ဒီလက်ရှိချန်ပီယံလိပွဲစဉ်တွေအပါအဝင်ပရီးမီးယားလိလို့နော်စပိန်လာလီဂါအီဒီစီရီဒီလိုမျိုးပွဲစဉ်တွေကအစအွန်လိုင်းမှာဘရသောနဲ့ဘလုံးကောက်ဖွင့်စားခြင်းတော့ကိုစန်းကိုတိုင်ငွေကြီးအမခံပြီးတော့ကြော်ညာပေးနေတဲ့ကုမ္ပဏီရှိတယ်ဒီကုမ္ပဏီမှာတွားရောက်ပြီးတော့ ဘလုံးကောက်ဖွင့်ကစားလို့ရတယ်။ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးကုစားအမခံပါဗျာ။အခုကျွန်တော်ပြောချင်တာကတော့ brother စိတ်ဝင်စားလို့ရှင်တော့ဒီကုမ္ပဏီမှာတော့ရောက်ပြီးအကောက်ဖွင့်ကစားလို့ရတယ်။ထိုင်းညကိုထိုင်းမနဲ့ကစားလို့ရတယ်မြန်မာနိုင်ငံညကိုစင်ကာပူကိုရီးယားဂျပန်တို့ရဝေးရညကိုရကြတော့ဝေပေးကေပေးသုံးလို့ရရင်ကစားလို့ရပါတယ်ဗျာနော်ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးကျွန်တော်အမခံတယ် brother စိတ်ဝင်စားလို့ရှိရင်ဒီလက်ရှိကျွန်တော်သုံးသက်ပေးတဲ့ TikTok ညကိုတရား TikTok profile ရအောင်လေးမှာတိုင်းလန် channel နဲ့ရှိရယ် Viber ဖုန်းနံပါတ်တိုင်းခံဖုန်းနံပါတ်ရှိရယ်ဒီကနေ့ဆက်သက်လာလို့ရတယ် YouTube ညကိုတည်းကကျွန်တော် comment ထဲမှာ Telegram channel နဲ့ Viber channel နဲ့ပြီးလို့ရှိရင်ဒီဒီဒီပေါ့ Viber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ်ကျွန်တော် share ပေးထားပါတော့ဗျာဒီကနေ့တစ်ဆင့်ဆက်သွားလို့ရပါတယ်ဗျာနော်ကဲဒါဆိုရင်ဒီနေ့မှာကျွန်တော်အကြိုက်လေးလည်း YouTube ပြီးတော့ Blazer နဲ့အကြိုက်လေးလည်းထင်ပါတယ်ဗျာနော်အားလုံးချစ်သူများတွေပါတယ်ဗျာနောက်နေ့မှာပြန်ဆုံကြမယ်နော်